အားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့ဖြူဖြူတုတ်တုတ်မတ်အောင်ဖြူဆိုတဲ့အချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ရှင်အကြီးအကြီးရေအကြီးဟဲ့အင်းရှေ့ကခေါ်တန်းကြားတယ်ခဏတိတ်ကြပါဦးတကယ် မုံလုံးကြီးပေါ်လေးလှတာကိုဇက်ပွဲလိုစူးညံနေရောပဲမအောင်ဖြူရဲ့အတန်ကိုကြမှာမုံလုံးလုံးကဟီလာထနေတဲ့အပြုံးတစုအတန်တိတ်သွားတယ်အကြီးရေချမ်းနောက်ဖက်မှာဟိခေါင်းရံနေပတ်လာခဲ့ဘယ်သူလဲမအောင်ဖြူအတန်မဆုံးခင်လေးလို့လှည့်မြန်သောအဟုန်နဲ့ပြေးလာသူကိုတွေ့ရတယ်ဟဲ့မောင်လာသိန်းအကြီးတကြီးဘာလဲနစ်စရာရောစရာလေးစရာအေးပြော ဟဲ့哦ဘာငိုစရာပါလို့ငိုနေရတာတော့ညစ်စရာမုံလုံးရေပေါ့သူ့တပည့်တွေအတွက် ပိုလုံးထားလို့ပြောလို့နင်းတို့စားဖို့လုံးနေကြတာအခုယူခိုင်းလိုက်တာလားဘာလဲဒေါသအိုးစီမှာအစုခံလာရလို့ငိုချင်းနေရတာဟင်ဒီနေ့မှစထွက်တဲ့ကအစင်ရောပြေရလားဂန်းကတော့ဖယောင်းကိုဆွဲရတယ်မဟုတ်လားမအောင်ဖြူဟာ သူ့ရဲ့ထုံးစံတိုင်းတဖက်လူကိုပြောခွင့်မပေး သူ့စီပဲလှိမ့်ပြောနေလေ။မောင်လာသိန်းဟာငိုနေရင်းကသူ့ပြောခွင့်ရမယ့်အလှေကိုစောင့်နေရရှာတယ်။တကယ်တော့မောင်လာသိန်းဟာမအောင်ဖြူရဲ့တူဝမ်းခွဲတော်တယ်လို့မအောင်ဖြူရဲ့လင်းကိုသားညိုရဲ့တပည့်လေးဖြစ်တယ်။မအောင်ဖြူအမရဲ့တဝူရီတော်သားလေးဖြစ်တယ်။မိဘတွေမရှိတော့လို့မအောင်ဖြူကသမီးရင်းနှစ်ယောက်နဲ့အတူမောင်လာသိန်းလေးကိုပါသားဖြစ်နေမွေးစားထားခဲ့တယ်။မအောင်ဖြူနဲ့ကိုသားညိုအိမ်အောင်ကြတော့အဝိတ္တထေကိုတစ်ခုသာရှိခဲ့တယ်။ ခေါင်းစုပ်တစ်လုံးစောင့်တထဲရတော့မောင်ဘျူကတ်နေတဲ့သူ့မအိမ်ကနေခေါ်ယူလာလို့ပါလာတာတဘောဖျားအပိုင်းလေးတစ်ခုကိုကိုသားညွန့်တငယ်ချင်းကထုတ်ပြီးလို့သူတို့ကောက်ရိုးပုံတော့ကနေုံဟောင်းမှာမင်္ဂလာဥကိုစခဲ့ရတာမောင်ဘျူကကိုသားညွန့်အိမ်ချင်းကအမှန်ဝမ်းခွဲတော်ဆက်သူစီမှာမုတ်တီရောင်းပေးရင်းနဲ့ခိုခတ်နေခဲ့ရတဲ့သူပေါ့အမယောက်ျားမကြည့်ဘူးမှန်းသိပေမဲ့မိဘမရှိတော့တာနဲ့တော်ရရနေတက်လာပြီး သူတို့အောက်ခြေသည်အလုပ်ကိုအိမ်ပေါ်ထပ်ပို့မို့လုပ်ပေးခဲ့လို့ထမင်းတော်ဝအောင်စားရပါရဲ့ဝိစရာအဝိကိုတော့တနှစ်နေလို့တစ်ထဲဝယ်မပေးခြင်းနဲ့အမကြောင့်ဟောဖာတီပါဖာတီယာနဲ့နေခဲ့ရတာကို မုတ်တီလာစားတဲ့ဦးလေးရွေကိုသားညွန့်အောင်တနာလို့တဲ့တမဝါယမဆိုင်ကပေးတဲ့တရက်ထဲပွင့်ရိုက်ထမင်းတစ်ထဲကိုရေးစားစာနဲ့အတူပေးခဲ့တယ်နောက်နေမုတ်တီလာစားတော့သူဝယ်ပေးတဲ့ထမင်းကိုဝေးပြီး အတော်မသိအောင်သူ့မုတ်တီဘိုးကိုပြန်ပေးလိုက်တယ်။မောင်ဖြူမနေ့ကငါ့စာကိုဖတ်ရတယ်မဟုတ်လား။ဟုတ်ကဲ့။ဒါဆိုအဖြေပေးအောင်လီ။လူပြောတော့ကြည့်ဟာဖြူဖြူတော်တော်မောင်အောင်ဖြူကလေးကိုလိုချင်လို့လို့မောင်ဒီဆိုင်လူပားစီတီစောင့်ပြီးအဖြေတောင်းနေ။တရက်ထဲထမင်းတထဲကြီးများတော့ပေးထားတဲ့ကိုသားညို့မောင်အောင်ဖြူကလည်းအားကိုတကြီးရှိလိုက်တာများချက်ချင်းတောင်းခိုင်းတော့တာပဲ။ လူကြီးဆောင်ရနေတာလာတောင်းတော့အဲ့လိုဆုံလိုက်တဲ့အခါကိုတာညို့မျက်နှာကပြတ်သွားတယ်။ငါမိသားစုမှာအကြီးဆုံး။ငါမိဘငွေသားမရှိတာ။စိတ်ချရမြင့်နေ။နေ့လို့တောသူနေတော့ပေးစားမှာမဟုတ်ဘူး။ဒီတော့ဒီညငါလာခုမယ်။လိုက်ခဲ့မလား။အင်းလိုက်မယ်။အမအဆူဆဲခဏရခဲဝယ်မတရားရေးစားကိုစားနေရတာတင်းစားရင်ဌာနတစ်ခုကဆေးဖြန့်လုပ်တာတယောက်ရဲ့မိမလုပ်ရတာ။ ိုလွတ်လပ်မယ်လို့ပန်းအောင်ဖြူတွေးတာပေါ့ညနေခတ်မောင်မောင်မှာအမလင်မယားကမောင်လာသိန်းလေးကိုပါခေါ်ပြီးဖုန်းကြီးကြောင့်ဝင်သွားတဲ့ချိန်ကိုတာညိုကမုတ်တရုံနဲ့စောင့်နေတော့အိမ်မကမောင်ဖြူတယောက်ထည့်ရဲ့ခေါင်းဆုံနဲ့စောင်းဆုံနဲ့ပြီးတော့အင်းကြီးထမင်းအဆောက်တစုံလုံးထွေးပတ်ထားတဲ့အထုပ်ကိုထွေးပိုက်ထားလိုက်တယ်။တင်ရင်တော့ဖိုးကျော်တို့တဲကိုထွက်လာခဲ့။ငါအဲဒီမှာရှိမယ်။ ကိုတာညွန့်ကအဲ့ဒီလိုမှန်ထားခဲ့ပြီးတော့ထွက်သွားခဲ့တယ်။သိမ့်မကြပါဘူး။အိမ်တကားမှာတော့ကိုပိတ်ပြီးတော့ကိုစားတဆောင်နဲ့အတူအိမ်ဘဝတစ်သားထဲမှာခြားထားခဲ့ကကညင်တော်ရွာဘက်ကိုထွက်လာခဲ့တယ်။ကညင်တော်ရွာဟာမြို့နဲ့အနီးဆုံးရွာကြီးတစ်ရွာဖြစ်လို့သူတို့နှစ်ယောက်ကိုဖိုးကျော်တို့တဲနောက်ကကောက်ရိုးပုံကိုအိမ်လုံးလေးကလူကြီးတွေတည်ပြီးမဲ့ဘသူမှလာမခေါ်ကြဘူး။ဘဲခေါ်မလဲ။သူတို့လက်ကလို့ပြုတ်ကို အဲ့ဒီချိန်မှာကဲတီရှင်ရောက်လာခဲ့တဲ့သူကနှစ်ယောက်လုံးနဲ့တွေးမတော်သားမဆန်ကိုသားမျိုးနဲ့ရင်းနှီးတဲ့အိန္ဒိနာချင်းဦးလေးကြီးဦးမြအောင်ဆိုတဲ့ကားဆရာကြီးယောဒီငွေရင်းနဲ့အိမ်တလုံးကအဝယ်စားတွေဝင်ဝစ်ကြဖိုးကြောင်နဲ့တွေ့လို့ငားလိုက်လာတာပြန်ပေးစရာမလိုဘူးလက်ဖွဲ့ငွေလို့သဘောထားကျေးဇူးကြည့်လိုက်တာအကိုမြအောင်ရဲ့ကျွန်တော်တသက်အကိုကျေးဇူးကိုမမေ့ပါဘူးအကိုရဲ့ဦးမြအောင်က ိုသားညွန့်ထက်အနည်းငယ်သာကြီးပေမဲ့မအောင်ဖြူထက်တော့အတော်ကြီးလို့ဦးလေးလို့ခေါ်ကဦးအချိန်ချင်းခြားကြတယ်။ကဲပါရှစ်ခိုးတော်ရက်ပြီးကိုဘဝကိုအောင်မြောင်ရှေ့ဆက်ကြ။ဦးမြအောင်ကျေးဇူးနဲ့တို့အနီးနားမှာပဲအင်တလုံးငှားနေကြတယ်။ပုံငွေကိုအဝယ်စားတစ်စုံစီဝဲဝဲကြတယ်။ပွဲတက်ဖို့ဝဲထားတဲ့တထဲတဲ့သောရခိုင်လုံးစီကို အလှပညာသွားတဲ့အခါမအောင်ဖြူတလဲအထက်စင်ကိုဖြုတ်ပြီးမောင်တာညုံကတလဲဝစ်ကြတယ်။ ိုသားညွန့်နေဘက်ကိုစိဖြတ်သွားရင်မောင်ဖြူကဦးမြအောင်မိမကုံစုံဆိုင်ကနေအကျွေးယူစားရတယ်။စိဖြန်လာစားကနင်းနေရင်အိမ်ငါကလာစင်ပေးရတာဆိုတော့စားစရာမကြံဘူး။ကိုသားညွန့်အရက်ဖိုးဆက်လိုက်ဖို့လဲပေးလိုက်ရသေးရလိ။ဦးမြအောင်မိမစီကအကျွေးယူစားတာကိုဦးတာညွန့်လာစားထုံးမှပေးရတယ်နိ။အပြည့်တော့ဘယ်ပေးနိုင်မလဲ။ခြံထားသေးပြီးတော့ဆက်ယူဆက်ချန်နေပေါ့။နောက်တော့ အင်လာကပေးအကျွေးဆက်လိုက်ရင်ပတ်စံကမကြံတော့လို့အကျွေးကိုလုံးဝမပေးတော့ဘူးကိုတာညွတ်ကပြောရောမဟုတ်တာကိုတာညွတ်ရဲ့သူတို့ကျေးဇူးကြောင့်ကျမတို့အခုလိုနေထိုင်စားတောက်နိုင်တာဆွေမတော်မျိုးမတော်ပဲခုလိုစောင့်ရှောက်တာကျေးဇူးဖလောက်ကြီးလိုက်တယ်ရေရှင်နေပါစက်ကိုပိတ်ထားကျေးဇူးအရန်တိတန်နေသူ့အိမ်မှာသွားပြီးတော့ကျွန်ခံလိုက်ငါတို့အကျွေးမပေးလို့သူတို့စိတ်ရမသွားဘူးသူတို့အကျွေးဆက်လိုက်မှငါတို့သုံးစရာမကြံတော့တာ မအောင်ဖြူဟာမိုးရင်တောက်စားကကျေးဇူးကမ်းနေတော့သူ့လင်းတော်မကိုမပြောဝင်ရှာတော့ပဲမဆက်ပိတ်နေလိုက်တယ်။လုံးဝမဆက်ပဲหนีလိုက်ပြီးစားစရာမရှိရင်အကျွေးပြည့်อยู่ပြီမဲအကြီးကြီးခမမပြောရှာပါဘူးလေ။အကြီးရေစံလေးလုံးအကျွေးထားပေးပါဦး။မအောင်ဖြူအရင်အကျွေးလည်းမပေးထက်อยู่တာများနေပြီနော်တမီး။ကိုယ်တညောင်းကလာစာကိုအပြည့်မပေးလို့ပါအကြီးရေ။သူကတောက်စားလာပြီး ຈັນແນ່ງွေကိုອ້າຍນາກະໄປໄດ້တော့ຊ້າບູວ່າບໍ່ຊິດໍລູວ່າຕະມີ້ຍောက်ຈ້າກະອະຍີ້ລິນຊີມາຢູ່ຖ້າໄດ້ອຈွေເດມະແນ່ມູຕະມີ້ຍີ້ຈີ້ບາອໍເຮົາໄປຍຊີ້ຍຊາອູຕີຕັນແນ່ໝັດຖ້າໄດ້ກູຕາຍ່ອອຈွေມຍາກະຖောင်ແນ່ຊີນີບີນີ້ຕະມີ້ມາໄປດາລະຫນລະຈໍບີຫໍດີມາຕະມີ້ອຈွေກະຖောင်ຈໍມောက်ຕາຍ່ອແນ່ປ້ອງຍີ້ຕົ້ງຫນອງດີບາຊິເດຄ້ອຍປີດໍສັດຫນໍມາອໍພິວ ဟုတ်ကဲ့ပါအကြီးရွှေတစ်ချက်ကို6000ဝန်းကျင်ကလာမို့အကျွေးရရွှေ9မူသားလောက်တန်ဖိုးရှိနေခဲ့ပြီ သူများကျွေးကိုယူမှန်းမသိယူခဲ့ပြီပြန်မဆက်ဖဲဆက်ယူလာခဲ့တာကြာလာတော့အကျွေးကလဲဘင်းကိုနစ်နေရောကိုတော်လေးရဝမ်းလဲဝသဘောမျိုးဈေးရောက်နေဦးလီမြအောင်တို့လင်မယားရဲ့ခြေစူးမအောင်ဖြူတို့တလန်းသုံးဆက်လို့မကုန်ပါဘူးစကားကိုညှိတာစွာပြောပြီး လူတိုင်းကိုမေတ္တာထားဆက်ဆံတတ်တဲ့တတော်ကောင်းကြီးတွေကိုတွေ့တိုင်းကမအောင်ဖြူစိတ်ကမလုံမလဲဖြစ်ရသင်ငယ်ရတယ်လီနောက်တော့လေအသွင်တို့မှအင်းတို့ဖြစ်တယ်ဆိုတဲ့စကားတိုင်းကိုတာညို့လိုယုံညံပြီးကျေးဇူးကန့်တဲ့စိတ်ကအလိုလိုဖြစ်လာခဲ့ရောကို့ရှိမှာပေးနိုင်မှာပေါ့ဆိုတဲ့ခိုင်ညာညာအတွေ့ကဝင်လာခဲ့ရောတနေ့မှာကိုတာညို့တောကပြန်လာတယ်မအောင်ဖြူအားတို့စားသောက်ဆိုင်ဖွင့်ရအောင် ဘဲကပစံနဲ့ဖွဲ့မှာတော့စားဖို့တော့အနိုင်နိုင်အရေးတင်တော့ပေးထားလို့သာစားနေရတာငါမှပစံနေပါတယ်ဒီမှာသူရဲ့ have a ace ထဲကဝေးတွေကိုထုတ်ပြတယ်။အိုးမနှဲပါလားဘလို့ရတာလဲဒီငွေတွေကတာဦးကိုဝင်လဲထားရတယ်မအောင်ဖြူဟာလိုအပ်တဲ့စေဝါအာဟာရမရလို့မအိမ်မသာဖြစ်နေရကနေငွေတွေကြောင့်စိတ်ရွှေလန်းလာကပျော်မိသွားတယ်ငါဖေးနိုင်လာတာဟာ ဒါနဲ့အရင်လုပ်ပြီးတော့အရက်ဆိုင်ဖွင့်ရအောင်ကုံစုံဆိုင်မှာတွဲဖွင့်မယ်ကုံစုံဆိုင်တော့မဖွင့်နဲ့လေလေးရင်ကျော်မှာဥမြောင်နဲ့အေးတင်တို့ဆိုင်ရှိတာနဲ့သူတို့နဲ့အပြိုင်မဖွင့်သင့်ပါဘူးနင်းကအတော်သူတော်ကောင်းလှုပ်ချင်နေတယ်ပင်လေရေးဆိုတာတယောက်ထဲတောက်လို့ကုံနာမှမဟုတ်တာဟာဟုတ်ပါပြီဒါဆိုလေအကျွေးလေးတော့ဆက်ပါအောင်သူတို့နဲ့တွေ့တိုင်းကျမမျက်နှာအယမ်းပူတာပဲကိုတာညွတ်ရဲ့အကုံတော့မဆက်နိုင်ဘူး နေအမတင်စီမှာယူထားတဲ့အကျွေးကိုဆက်လိုက်။ကိုတာညွန့်ယူထားတဲ့အကျွေးကိုမဆက်တော်ဘူးလား။ငါအကိုမြအောင်စီမှာယူထားတာမဆက်လဲရတယ်။ကောင်းပါမလားကိုတာညွန့်ရဲ့။တဲအတော်စကားများတယ်မိမငါထကန်လိုက်လို့ကိုဝင်နဲ့မူတတ်တာနေမှတ်။ကိုဦးနဲ့ရွယ်ကိုယူထားရပြီမင်းဇေယိုက်ကျန်းနဲ့ကိုတာညွန့်အကြောင်းကိုအိမ်နောက်တက်ရင်လေတိတ်လာလေမို့ဆက်မပြောရတော့ပါ။မအောင်ဖြူတို့ကအရက်ဆိုင်နေတူ ကုံစုံဆိုင်တွဲဖွဲ့လိုက်တယ်။ခေါရုံကဦးမြောင်နဲ့အေးတင်တို့တဆိုင်နဲ့ရှိရကသူတို့ထပ်ဖွဲ့လိုက်တဲ့အခါပုံမှန်ဝင်နေကြသူများကတော့ဆိုင်ဟောင်းမှာသာဝဲကြတယ်။အေးတင်တို့စီးပွားဖြစ်တာကိုမနာလိုသူများနဲ့အကျွေးယူထားသူများကအကျွေးမဆက်ချင်တော့တဲ့အတွက်သူတို့ဆိုင်တစ်ကိုလာဝဲကြတယ်။အရက်နဲ့အမီတွဲရောက်လာမှုပတ်စံအရန်ဝင်နေရွှေတွဲလဲငွေတွဲလဲဖြစ်လာရုံမကသူတို့တွေငားနေတဲ့အိမ်ကိုပြန်ဝင်နိုင်တဲ့အထိ ချက်ချင်းကိုစီးပွားတက်လာကြတယ်။သူ့ယောက်ျားကဆေးဖြန့်နေတဲ့ဌာနကထွက်လိုက်ပြီးအရက်ဆိုင်ကိုဦးစီးတယ်။ဦးမြအောင်တို့ကလည်းပြိုင်ဖက်လို့သဘောထားလာတဲ့အထိအောက်ခြေရင်လွတ်လာကြတယ်။မအောင်ဖြူနဲ့ဘာထုနဲ့ငတ်နေတော့ကအတန်တော်မထွက်ခဲ့တဲ့မိမကူးမြတော့ဘသူနဲ့ပြောပြောလက်ကောင်လေးတချွင်ချွင်ခါပြီးသူကကြည့်ပြီးဥဆောင်ပြောတာရေပတ်လို့မဝင်ဘူးတခြားသူပြောဖို့အလှည့်လည်းမပေးဘူးပြောင်းလဲကုန်တာ ။တနေ့ကိုသားညွန့်ဟာအရက်ထွေထွေနဲ့ဦးမြအောင်တို့ဆိုင်ဘက်ကိုသွားပြီးဇလိတ်ဝင်းဝင်တော့အမတင်တင်ကအကျွေးတောင်းတာပေါ့။ဦးမြအောင်ကလည်းအမတင်နားမှာရှိနေတယ်။ကားနားတွေထင်မရဲ့တင်းစာထိုင်ဖက်နေတယ်။မောင်သားညွန့်ရဲ့နင်တို့ဆိုင်ကြီးလေးရောင်းကောင်းစီးပွားလေးဖြစ်နေပြီဟဲ့။တို့စရာယူထားတဲ့အကျွေးတွေကိုဆက်နိုင်ပါပြီ။တလုံးနဲ့မဆက်ချင်တော့ခွဲဆက်ပါလားကွေ။ကိုသားညွန့်ကစီးကရက်ကိုနှကမ်းမှတေးထားကား မခုံးမခံပြုံးရင်အမတင်စီမှာမအောင်ဖြူယူထားတဲ့အကျွေးကိုဆက်ပြီးပြီမဟုတ်လားတဝက်ပဲဆက်ထားတာပါဒီမှာစင်းစားဟုတ်သူကြည့်လိုက်တော့အကျွေးရ900ကျော်ကျော်ကျန်သေးတယ်ဩဒီမိမဟာအကျွေးကိုအခြေဆက်ခဲ့ပါဆိုတာမိအမသွားသလားမသိဘူးအမတင်ရဲ့ဒီငွေလောက်နဲ့အကျွေးတောင်းခံနေရတာမမိုက်ပါဘူးဗျာရောက်ဤကျေးပြီနော်ထမတောင်းနေတော့ခနှုတ်ခနဲ့ပြောရင် ုံလက်ဖောက်အင်းကြီးအိတ်ကထဲကငွေတွေကိုရေပြီးတော့အမတင်ကိုပေးပြီးတော့လှည့်ထွက်မောင်တန်ညွန့်မင်းအကုန်စီမှာယူထားတဲ့အကျွေတွေကြံသေးတယ်လीသူပြန်လှည့်လာပြီးတော့ပြောလိုက်တယ်အကုန်မြအောင်စီမှာယူထားတဲ့အကျွေတွေကအမတင်နဲ့ဘာဆိုင်လို့လဲဗျဘာနေအကုန်မြအောင်ကအမယောက်ကြလीဒီဆိုင်ကအမတင်ထားတဲ့ဆိုင်အကျွေယူရမှာနှစ်ယောက်လုံးစီကယူထားပြီး နားလင်စီမှာယူထားတဲ့အကျွေးကိုငါပြန်ပေးစရာမလိုဘူးဆိုတာဘာသဘောလဲမောင်သားညွန်းအမတင်းရဲ့ဒေါသကြောင့်မလာတဲ့အတန်ကိုကြားနေရတဲ့ဦးမြောင်ဟာသတင်းစာဖတ်နေရကမော့ကြည့်တယ်အကုမြောင်ကြီးပြောလိုက်ပါဦးအကုစီမှာယူထားတဲ့အကျွေးကိုအမတင်းကိုဆက်စရာမလိုဘူးမလားဦးမြောင်ဟာဘာမှဝင်မပြောအမတင်းဟာစိတ်လျှော့လိုက်ပုံနဲ့ခက်ရီပြောနေတယ်ရတယ်မောင်သားညွန်း မင်းမဆက်ချင်လို့ခုလိုပြောနေတယ်ဆိုတာငါသိသွားပြီ။ဂျင်းငွေလောက်နဲ့ငါစီးပွားပြတ်မသွားဘူး။မင်းတို့သာဒီထက်ပိုပြီးတော့စီးပွားတက်ကြပါစေ။ပေးတဲ့ဆုံးနဲ့ပြေပါစေဗျာ။မထီတီပြန်ပြောနေတဲ့ကိုတာညို့ကိုကြည့်ပြီးဦးမြအောင်ဟာပြဿနာဖြစ်မှဆိုသလိုရဲသွေးသွေးနဲ့မင်းမကိုစိတ်ဆောအောင်စတာတော်တော့မောတာညို့ကြီးပြန်တော့ပြန်တော့သူကအောင်းနိုင်သူပြုံးနေရိုင်းထိုးကထွက်လာခဲ့ပြီးမြဲ။ ဦးမြောင်နဲ့ဒေါက်တာတီမှာတော့စကားများပြီးကြံ့ရည်ခဲ့ကြတာပေါ့ငွေ2000နီးပါကိုရဲ့ဆန်ဆာစီဆုံးလာယူတဲ့အပြင်သူ့မိမကအကြီးငွေ30လောက်ချေးပါဦးကိုသာညို့လာစားထုတ်ရင်ပေးပါမယ်နဲ့တလားတလားအခါတရာမကလာချေးတာတမျိုးတခါတော့ကဆွေမျိုးတယောက်မင်္ဂလာပွဲကိုသွားကျင်တာပွဲသွားတိုင်းလင်းကအထက်ဆင်ဖြုတ်လိုက်မိမကအထက်ဆင်ပြန်တက်ပြီးဝစ်လိုက်နေတလဲစီဝစ်နေတဲ့ရခိုင်လုံးစီကို သူ့လင်ယူသွားလို့ဆိုပြီးဝင်းဆောင်လမ်းကားလိုပြေးလိုက်ရသေးတယ်။ရွှေရီမငားလိုက်လို့တော်သေးတာ။အဲ့ဒီဝင်းဆောင်ကပြန်တော့မပေးဘူးလား။ပေးပါလိမ့်မယ်ကိုကြီး။တနားတော့ကြာတော့ပြန်မပေးပဲနဲ့။ခိုးနေပေးမယ်ဒီနေ့ပေးမယ်နဲ့။နောက်တော့တောင်းကိုမတောင်းတော့ပဲနေလိုက်ရရောလေ။ခုလိုပတ်စံရှိလာတဲ့ချိန်မှလည်းပြန်လာမပေးဘူး။လင်ရောမရရောသူများဟာဆိုမတရားလိုချင်ကြတာ။ခုလေးပဲငါလင်စီမှာယူတဲ့အကျွေး ငါနဲ့မဆိုင်ဘူးတဲ့ခံပြင်းမို့ကောင်းလိုက်တာမပြောပါနဲ့တော့တင်းတင်းရဲ့သူပိတ်ရင်ယူလိုက်သူမပိတ်ရင်ရေးဆက်တာချလိုက်တော့ကွာနော်ဒေါ်တီတီဟာသူ့ယောက်ျားသူ့တော့ကောင်းကြီးကိုမချေမနှက်ကြည့်ရင်ပြောပြအောင်ပြောလိုက်သေးတယ်ကြည်နေပါသူတို့စီကဘလောက်ခံမလဲဆိုတာဒင်းတို့ငါခံပြင်းတယ်လို့မခံပြင်းကြပါစေနဲ့ဘာပြောရဲကိုအော်မောင်တန်ညောခရီးတဲ့တင်ကလှုပ်ချင်တယ် ကားတစီစင်ပေးပါဆိုလို့ကိုတိစီကနေကားအောင်တစီစည်းချုံချုံနဲ့ဝဲပြီးတော့စင်ပေးမလို့ပါဖြင့်ရလေဒါလောက်ကျေးဇူးမေးတဲ့လင်မယားကိုလောက်ကျွေးပြည့်စုံအောင်မလို့လားကိုရဲ့ဩငငယ်လေးကကိုမျက်စိအောင်ကြည့်လာတဲ့သူတွေအစဉ်ပြေရင်ဝမ်းသာစရာပါတိတိရဲ့ကိုထန်ငယ်တဲ့သူတွေမို့မတိတတာကိုဘွေမယူပါနဲ့ကွာကိုတက်တဲ့ပညာနဲ့ကူညီတာကုသိုလ်ရပါတယ်ဟုတ်ပါပြီ သူများကြိုးဆောင်ကိုအကျိုးပြောင်ကြည့်ရဲ့ဒေါတင်နေခနေတာကိုဦးမြောင်ကတဟားဟားရင်နေတယ်ကိုခုမောင်းနေတယ်ကောက်ရောကိုတပည့်တင်ရွှေကိုမောင်းခိုင်းထားတယ်မောင်းတန်းညွကောက်ကိုဆင်းပြီးမှကိုပြန်မောင်းတော်မယ်အော်ကိုစီဝါကိုသူများပေးပြီးမောင်းတန်းညွမိသားစုအတွက် ကိုကျိုးဆုံမယ်ပေါ့သူတို့ကကားပြင်ကပေးကဘလောက်ပေးမာတယ်လဲကောင်းဝင်လိုက်လို့ပတ်စံမှမရှိတော့တာကွယ် သူခရီးတယ်ဆွဲရတဲ့အခါပေးပါလိမ့်မယ်။ပလုံပြန်ပြီပလုံပြန်ပြီ။ဂျော့တင်ဒီဟာပလုံတို့ဟန်ပါပါအော်ပြီးအတွင်းကနေကိုဝင်သွားပါတော့တယ်။ဦးမြအောင်မှာတော့တပည့်ကြီးကိုမောင်းနေသည့်ကားအက်ကားကြံတပည့်နှစ်ယောက်နဲ့အတူကားစုပ်ကိုကားကောင်ဖြစ်လာကိုစင်ရိတ်ကိုစားပြီးနေတိုင်းစီစီပြေခံကပြင်မာတော့တယ်။မအောင်ပြုကလည်းနေတတ်ရှာတယ်။ဆရာတပည့်၃ယောက်ဘလောက်ပြင်းပြင်းမမှန်လှုပ်တာမြင်ရပါစေ။သူ့ဆိုင်တင်ယောက်နဲ့ အေးပလင်ဓပလင်းတောင်မှတိုက်ဖို့မရပါအလုတ်သိမ်းမှကိုဆိုင်ကိုလာခေါ်ကတိုက်ရတယ်တင်းတင်းကမသိစရာဆောင်းနေလို့တော်ပါသေးရဲ့ကားစိတ်ပိုင်းတစ်ခုလိုပါကကိုအိတ်ဆိုင်ကဒေါ်တင်းတင်းမသိအောင်ထဲ့ဝင်ပြရပြန်တယ်မောင်တာညို့ကတော့ပတ်စံမရှိတော့ဘူးကြီးညီးနေတော့တာကိုပင်မန်းသမ ्या အားရှိလောင်းနေ့စဉ်ဟင်းကောင်းချက်ထားတဲ့ကိုအိမ်ပြန်ကထမင်းစားညစဉ်ကြက်ဝူပြရင်အားစီ နွားနိုတောက်ကနေကားပြင်ခဲ့တာခရီးအတော်ကိုရောက်ခဲ့ပြီတပည့်နှစ်ယောက်ရဲ့စိတ်ရည်လေးဦးမြအောင်အိဆိုင်ကားဆွဲလို့ရတဲ့ခါပေးပါမယ်ဆိုတာလောက်တော့မောင်တာညွန့်ခမယာပြောဖို့ရှာပါတယ်တခါတခါဒေါက်တင်စကနာထူပါလေခံရသေးရဲ့ဒီလိုနဲ့ငါးလားလောက်စိတ်တိုင်းကြပြင်ထားတဲ့ကားကြီးကိုပန်းရှင်လက်ထဲကိုအပ်နိုင်ခဲ့တဲ့နေဟာဒဇန်ပထမနေ့ဖြစ်နေခဲ့တယ်မောင်တာညွန့်တို့လင်မယားဟာကားပိုင်ရှင်အဖြစ်နဲ့အလုံးဝမ်းသာနေကြတယ် အကုမြနေစံတရနေကျွန်တော်ကထွက်လို့ရပြီပေါ့နော်။ရပါပြီဗျာ။ခန်းတော်တော်ကိုမင်းနဲ့ကမောင်းသွားကြည့်တာမင်းဆရာတပည့်နှစ်ယောက်ဟာ မောင်းတညို့ကိုခန်းခန်းကတင်းပြီးပေါ်တော်မူခန်းတော်တော်ဖျားရှိရာကို မောင်းလာခဲ့ကြတယ်။ဆက်တန်ညံ့နေတာပဲနော်အကိုအေးကွာအဲ့လိုဖြစ်အောင်ငါဆိုင်ထားရတယ်မနေဘူးဟဲ့ကောင်ကြီး။မင်းရင်ကစီးရင်စာအုံးမှာညှက်ထားတဲ့ဘောင်ချာစာရွက်တွေကိုသာကြည့်တော့မောင်းတညို့ကမကြားတာလား။ မကြားချင်အောင်စောင်းလာလားမသိရှေးတတဲကိုသာကြည့်နေခဲ့တယ်။နေပါစေလေသူစေတနာနဲ့သူလှုပ်ပေးခဲ့ပြီးပြီးပေးတာမပေးတာကတော့မောင်တာညို့အပိုင်ပေါ်ဒီလိုပဲဥမြအောင်တွေးလိုက်ပါတော့တယ်တင်တရားတော့မိမပီးပြီးပွားစီပွားစီအနေချင်းလှုပ်မှာပဲလှုပ်ပါစေတော့လေမောင်တာညို့အင်းရှိမှကားရက်ပြီးအက်ခဲ့သည်ကဲကားပိုင်ရှင်လက်သေးကားကိုအက်ခဲ့ပြီးမင်းကားရှင်နဲ့ဒရိုက်ဘာကိုငှားပြီးတော့ နေစမ်းတရက်နေမှာခရီးတွေတင်းပြီးတော့အောင်မြင်ပါစေငါညီတားကိုစိတ်ကြိုက်ပြင်ပေးခဲ့စစ်စင်းပေးခဲ့ပြီး ပိုင်ရှင်ထံအပ်ခဲ့ရသည်ကိုအုံမြအောင်တရားပီတိတဖွားဖွားနဲ့ဖြစ်နေမိတာတညာလုံးပေါ်မနက်ကျတော့အစောကြီးထားပြီးတပည့်ဆောင်တုံးယောက်ကိုခေါ်ကဂန်ကောရောဖရာကို ခရီးတွေဆွဲကြတယ်တက်ကြီးရွယ်ကိုလက်ဆွဲခလေးဖုန်ကြီးစီလာရှင်တို့ကိုခရီးသွားကမယူနဲ့အုံမြအောင်ကဟာသူများတစ်ခေါက်ကိုတုံးကောင်ဆွဲရတာပါဆိုရင် မလွန်ပါဘူးနေနေတဲ့အထွက်မှာသုံးကောင်းမြောင်ခရီးတဲ့မြောင်ကိုကြောက်ဖြူပြန်ပို့ဖို့ပြန်လာဆရာဟိုမှာကိုသားညွန့်ကိုယ်တိုင်စပယ်ယာလှုပ်ပြီးတော့ကားပိဘောက်ကနေလိုက်လာပါလားတပည့်ကျော်ဘူးကြီးစကားကြောင့်ကားမောင်းနေရကလှမ်းကြီးဂန်ကိုရောတို့သွားနေတဲ့မောင်သားညွန့်ကားကိုတွေ့ရတယ်ဦးမြောင်ကသူ့ကားနာကို အရောက်ကားကိုအရှိန်လျှော့ပြီးဗရင်းဘောက်ကခေါင်းထွက်ကအော်ပြောလိုက်သေးတယ်သူ့ဒရိုင်ဘာကလည်းကားကိုရှက်လိုက်တယ်မောင်သားညွန့်ရေး လမ်းနေရာကျင်းနေကွာကားတက်စင်းပေါက်မှာမင်းမနေသိမှုအပေါ်မှာတက်နေကွာရပါတယ်ကိုရဲ့ဒီမှာတွေ့လားပတ်စံထဲပို့ယူလာတဲ့အိတ်သူဆလွေတိုင်းထားတဲ့လွယ်အိတ်ကိုပြပြီးထပ်ပြောသေးတယ်အကုတ်ခါတဲ့ပတ်စံပို့ရအောင်ကျွန်တော်ရှာပြမယ်တက်တာအေးပါကွာရပါစေငါညီလေးသူကိုတက်တာပြရင်ဦးမြအောင်ကလီကြောက်ဖြူစီတို့တရရိပ်သွားနေခဲ့တယ်လို့မောင်သားညုံကတော့ဂန်ဂေါ်တော်စီကိုတဟုန်တို့မောင်းသွားခဲ့နေတယ် ။ဟဲ့မငုံနဲ့ပြော။မตายင်ကြနေတာပဲ။ရောက်ကလေးကငုံနေတာဘာဖြစ်တာလဲပြော။မောင်ဖြူရဲ့အောင်ငေါက်တန်ကြောင့်မောင်လာသိဟာသူ့ပြောရန်အလှည့်ကြလာပြီဆိုတာမိုးရာကိုရက်ပြီးတော့ပြောလိုက်ပါတော့တယ်။အကြီးကြီးအကြီးလေကျွန်တော်ဆရာကိုတာညွတ်လေ။အေးဘာဖြစ်လဲငါလေ။ကိုတာညွတ်လေအကြီး။ကြောက်ဖြူပြန်ကားတစီနဲ့ခေါင်းချင်းဆိုင်ဝတ်တိုက်တာ။ပွဲစင်ပြီးအကြီးရဲ့ဘသူလဲပွဲစင်ပြီးအကြီးလေလေ ကိုတာညွန့်လေအေးရေပွဲချင်းပြီးအေးရေပွဲချင်းပြီးလူရောက်တော့ဖမ်းမရတော့ဘူးပွဲချင်းပြီးတာအေးရေအမလီကိုတာညွန့်ရဲ့